မင်္ဂလာပါရှင်။မန္တလေးတိုင်းဒေသကြီးချင်းအီတာဆန်မြို့နယ်တမဝရမအတင်များရဲ့2025-2026ဘဏ္ဍာရေးနှစ်အတွက်ဝင်ငွေကျင်းကျော်လာပြီးအပွဲအခမ်းအနားပြုလုပ်ခဲ့တဲ့တင်ကိုတင်ဆက်ပါမယ်ရှင်။မန္တလေးတိုင်းဒေသကြီးချင်းအီတာဆန်မြို့နယ်တမဝရမအတင်များရဲ့2025-2026ဘဏ္ဍာရေးနှစ်အတွက်ဝင်ငွေကျင်းကျော်လာပြီးအပွဲအခမ်းအနားကိုမန္တလေးမြို့ Oriental House မှာဇွန်30ရက်နေ့နံနက်ပိုင်းကပြုလုပ်ခဲ့ကြောင်းသိရပါဗျာ။ ခန်းအားသို့မန္တလေးတိုင်းဒေသကြီးချမ်းအီသာဇံမြို့နယ်အခွန်ဦးစီးဌာနမှလတောက်ညူကြရေးမှုဦးကြည်ထွန်းချင်းဤသာဇံမြို့နယ်တမဝရမဦးစီးဌာနဦးစီးအရာရှိတော်ဤမှထေစီပင်သားရငွေစုငွေချေတမဝရမအသိန်းစုမှုဦးကောင်းဟိန်းနေဌာနဝန်ထမ်းများတယောက်ခဲ့ကြပါတယ်ဆက်လက်ပြီးမြို့နယ်အခွန်ဦးစီးဌာနမှုလတောက်ညူကြရေးမှုဦးကြည်ထွန်းကအခွန်ဆိုင်ရာဒီကောင်းစရာများကိုရှင်းလင်းပြောကြားခဲ့ပြီးနောက် သမဝေယမအတင်းများရဲ့2025-2026ဘဏ္ဍာရေးနှင့်ဝင်ငွေကြေညာလာပေးရရာမှာမြို့နယ်အခွန်ဦးစီးဌာနမှလက်ထောက်ညွှန်ကြားရေးမှူးကလက်ခံရယူခဲ့လို့ကြေညာပါရရှင်